အားလုံးပဲမင်္ဂလာပါကျမဒီနေ့က compound aggregate တွေဖြစ်ဖို့အတွက်ပေါင်းစပ်တဲ့ pattern လေးတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ compound aggregate ဆိုတာဘာလဲနဲ့စမယ်ပေါ့ နော်အဲ့တော့ compound LGD ဖြစ်ဖို့အတွက်အ ਨੇ ဆုံးဆက်ကလုံးနှလုံးသို့မဟုတ်နှလုံးနဲ့ပိုတဲ့ဆက်ကလုံးတွေကို hyphen အသုံးပြုပြီးတော့ကျမတို့ join လိုက်တာပေါ့နော်ပေါင်းဆက်လိုက်တာ ဖြစ်တဲ့ဒီမှာ exam မှာပေးထားတယ်အဲ့တော့ဆက်ကလုံးဒီနှလုံးနဲ့ဖြစ်နိုင်သလိုသုံးလုံး၄လုံးစသဖြင့်ပေါ့နော်ဒီ preposition နဲ့ပေါင်းတဲ့ခါကျရင်အဲ့တော့ဒီ hyphen ပါတဲ့အတွက်ကြောင့်သူ့ကိုကျမတို့က one unit လို့ခေါ်တဲ့အစုတစုအဲ့တော့အဲ့ဒီ one unit ထဲမှာဆက်ကလုံးဒီနှလုံးသုံးလုံးစသဖြင့်ရှိနိုင်တဲ့ ယ်အနောက်မှာရှိတဲ့နောင်ကိုလာပြီးအထူးပြုပေးတဲ့အဲ့ဒီ unit တခုကိုကျွန်တော်တို့က compound agd လို့ခေါ်တဲ့စက္ကလုံနှလုံးသုံးလုံးဆက်သက်ဖြစ်ပါနိုင်တယ်ပေါ့နော်အဲ့ဆိုရင် compound agd ကိုကျွန်တော်တို့ဘာကြောင့်သုံးရတယ်လဲเนาะသူ့ကိုသုံးရတဲ့ရည်ရွယ်ချက်ကတိတိကျကျဖော်ပြချင်တာရှင်းရှင်းလင်းလင်းလိုရင်းတူရင်းပြောချင်တဲ့အခါမျိုးမှာသုံးတယ်အဲ့လိုအဲ့လိုမျိုးသုံးလိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အရေးသားကတဘောဝကြကြ professional ဆန်ဆန်ဖြစ်သွားတယ်။နောက်အရင်ကြီးတဲ့အချက်ကဒီ confusion เน เนาะဒီရှုပ်ထွေမှုတွေကိုရှောင်ရှားခြင်းနဲ့အတွဲကြောင့်လည်းပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ a small business owner ရဲ့ not equal a small business owner hyphen ပါခြင်းမပါခြင်းနဲ့ဟိုဒိဗက်ကကွဲသွားတယ်ပေါ့เนาะဒီမှာဆိုရင် small ဆိုတဲ့ adjective က business owner ကိုလာပြီးတော့ modify လုပ်တာ and now phrase မှာကြတော့ small net business ကိုသူက once you need လို့ပေါင်းလိုက်တဲ့အတွက်ကြောင့် owner ဆိုတဲ့ noun ကိုလာပြီးတော့ဒီ small business ကလာပြီးတော့ modify လုပ်ခြင်းဖြစ်တယ်အဲ့တော့ hyphen မပါတဲ့အခါမှာဆိုရင်ဒီ owner ပိုင်ဆိုင်တဲ့ business က small ဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်နောက်မှာ hyphen ပါပြီးဆိုရင်တော့ဒီလူပိုင်ဆိုင်တဲ့ဒီဟိုပါဘောနော်ဒီလူပိုင်ဆိုင်တဲ့ဒီစီးပွားရေးက small business လေးဖြစ်တယ်လို့ပြော chin ဖြစ်တယ် နော်ဒါမျိုး꽈သွားတယ်အဲ့တော့ဒီ adjective တွေကိုကျွန်တော်တို့ကပေါင်းတဲ့အခါမှာ adjective compound adjective ကိုဖန်တီးတဲ့အခါမှာ adjective ချင်းချင်းလည်းပေါင်းတယ် noun နဲ့လည်းပေါင်းတယ် adverb သို့မဟုတ် preposition နဲ့လည်းပေါင်းတယ်အဲ့တော့ဒီမနေ့ကတင်သွားတဲ့ဒီပါပေါ့နော်ကျွန်တော်တို့ဒီ adjective တွေကိုဆင်လိုက်စီတဲ့ခါကြလို့ရင် size h shape ပေါ့နော် opinion ရဲ့ size h shape ပြီးတော့ကျွန်တော်တို့ color အဲ့ဒီ color နဲ့ကျွန်တော်တို့ pattern တွေကတွဲပြီးတော့ဒီနေ့တွေ့ရမှာဖြစ်တယ်နော်ကျွန်မ example 7 ဒီဒါအတွက်တိသက်ထည့်ထားပေးပါတယ်ပြီးတော့မှ original material purpose အဲ့တော့ဒီမှာတွေ့ရမဲ့ဒီ color pattern တွေမှာဆိုရင်အယောင်နဲ့ဆက်ပြီးတော့တွဲရတဲ့တွဲပြီးတွေ့ရတဲ့ pattern တွေပေါ့နော်။ဒါဒီမှာတွေ့ရများတဲ့ common ဖြစ်တဲ့ဒီစက္ကလုံလေးတွေကိုရေးပြထားတဲ့နောက် exam မှာကြတော့မှတစ်ခုချင်းစီကိုဘာသာပြန်မယ်။ အဲ့တော့ဒီ table 1မှာဆိုရင် compound noun ဖြစ်ဖို့အတွက်အသုံးပြုထားတဲ့ pattern 6ခုအကြောင်းပြထားတယ်။ adjective အချင်းချင်းပေါင်းတယ်။ a red hot pepper red ကလည်း adjective hot ကလည်း adjective ဒါတော့ adjective အချင်းချင်းပေါင်းပြီးတော့ pepper ကိုလာပြီးထူပြတယ်။ compound adjective adjective နဲ့ noun ပေါင်းမယ် full length mirror เนาะဒီ side အပြည့်เนาะကိုလုံးပေါ်မှန်ပေါ်เนาะဒီ full length mirror နောက် noun နဲ့ adjective ပေါင်းမယ်အပေါ်မှာကြတော့ adjective နဲ့ noun ပေါင်းတာအခုကကျွန်တော်တို့ noun နဲ့ adjective ပေါင်းမယ် a world famous singer ကဘာကျော်တဲ့အဆိုတော်တူနောက်အဲ့ဒီ noun ကိုကျွန်တော်တို့ past participle နဲ့ပေါင်းမယ် present participle နဲ့ပေါင်းမယ် past participle ဆိုတော့ ed em ပါတော့ adjective present participle ဆိုရင်တော့ verb ing เนาะအဲ့တော့ eden နဲ့အရင်ပေါင်းမယ် ascend drive to mer to ဒီနေထောင်ခံထားတဲ့ခရမ်းချင်းသည် present participle ing နဲ့ပေါင်းမယ်ဆိုရင်တော့ time saving method အချိန်ကိုတတ်တာစေတဲ့နီလန်တခုဒီ adverb ကိုပေါင်းမယ် adverb လည်းတို့အတူပဲဒီ past participle နဲ့လည်းပေါင်းသလို present participle နဲ့လည်းပေါင်းတယ် a well note writer လူသိများတဲ့စာရေးဆရာเนาะအဲ့တော့ table 2မှာကြတော့ pattern ၅ခုထပ်ပြီးတော့ပြထားတယ် adverb နဲ့ past participant ပေါင်းပြီးဆိုတော့ present participant နဲ့ပေါင်းမယ် a highly motivating teacher เนาะဒီစိတ်ဓာတ်ကိုတက်ကြွအောင်လုပ်ပေးနိုင်တဲ့ဆရာပေါ့เนาะ number နဲ့ noun နဲ့ပေါင်းမယ်တော့ number ဆိုတဲ့အရာကကျွန်တော်တို့ကိန်းကိန်းနန်းတွေလာမှာဖြစ်တယ်အဲ့တော့အဲ့ဒီကိန်းကိန်းနန်းတွေဘလောက်ပဲများများအနောက်မှာလိုက်တဲ့ noun ဒီ always singular ဖြစ်ရမယ်အဲ့တော့ a two doll ကဒေါမ s ပေါင်းရမလို့ဘူးအဲ့ဒီ number နဲ့ noun နဲ့ပဲပေါင်းပေါင်း number နဲ့ measurement အတိုင်းတာနဲ့ပေါင်းပြီးပေါင်းတဲ့အခါမှာလဲ ထို့အတူပဲဒီ5 minutes ပဲဖြစ်ဖြစ်10 minutes ပဲဖြစ်ဖြစ် minutes မှာကျွန်တော်တို့ s bounce ရမလို့ဘူးဒီဒုတိယစက္ကလုံ second word ဒီ always singular ဖြစ်ရမယ်အဲ့ဒီအတွက်ကြောင့် a 5 minutes ပေါ့နော်ဒီ9 minutes ကြာလျှောက်ရတဲ့ခရီးပေါ့နော်ခရီးတို့လေးပေါ့နောက် adjective ကိုကျွန်တော်တို့ past participle နဲ့ပေါင်းမယ်အဲ့တော့ adjective ဒီ compound adjective လို့ပြောတဲ့အတွက်ကြောင့် adjective နဲ့ noun ပေါင်းတာ noun နဲ့ adjective ပေါင်းတာ adjective adjective အချင်းချင်းပေါင်းတာပြီးတော့ကျွန်တော်တို့ adjective နဲ့ past participle နဲ့ ဲပေါင်းတာပေါ့နော်ဒီမှာဆိုရင် a cold blooded animal သွေးအေးတတဝါပေါ့နော်အဲ့ဒီ adjective ကိုနောင်နဲ့ပေါင်းပြီးတော့ဒီနောင်မှာကျွန်တော်တို့ ed ပေါင်းထားတဲ့အရာပေါ့နော်ဒါမှကြတော့ an old fashion dress เนาะဒီဒီ fashion တော့ဟုတ်တယ်အဲ့ဒီ fashion က old fashion ဖြစ်နေဖြစ်တဲ့ဒီ wisdom ပေါ့နော်ဒါမျိုးပြောခြင်းဖြစ်တဲ့အဲ့တော့ကျွန်တော်တို့ဒီ adjective compound adjective ဖြစ်ဖို့အတွက်ပေါင်းပြထားတဲ့ pattern အကုန်လုံး၁၁ခုရှိတယ်ပေါ့နော် အဲ့တော့ဒီမှာ example ဝကြလေတွေပေးထားတယ်။ She live in a well decorated apartment. နော်ဒီကောင်းကောင်းအလှပြင်ဆင်ထားတဲ့နော်ဒီစီချယ် moment ထားတဲ့ဒီ apartment မှာ သူမကနေထိုင်နေ well decorated. He's a kind-hearted man who help everyone. လူတိုင်းကိုကူညီတတ်တဲ့ကျင်နာတတ်သောလူတဝူဖြစ်တဲ့ We stay at a five-star hotel near the beach. ကမ်းခြေနီးမှာရှိတဲ့ ကျန်ငါးပွင့်အဆင့်ရှိသောဟိုတယ်တစ်လုံးမှာငါတို့အခုခဏနေနေတာပေါ့နော် stay ရွာကယာယီနေတာအများတန်းနေတယ်ဆိုရင်တော့ live နဲ့သုံးမယ် they made a last minute decision to cancel the trip ဒီခရီးစဉ်ကို cancel ဖြတ်သိမ်းဖို့အတွက်နောက်ဆုံးချိန်ပိုင်းလေးမှာသူတို့ကပ်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်မတော်တော့ဘူးပေါ့နော် the company offer part time job for student ကျောင်းသားတွေတဲ့အချိန်ပိုင်းအလုပ်ကို company ကကမ်းလှမ်းတယ် it's a high speed train dot connect major city ဒီအဓိကနေမျိုးကြီးတွေကိုဆက်သွယ်ထားတဲ့မြန်နှုံးမြင့်တဲ့ယထာတစည်းဖြစ်တဲ့ she would a bright red dress to the party party well သူမကအနေအောင်တောက်တောက်ဝှစုံကိုဝှစင်သွားခဲ့တယ် he's a soft spoken teacher with great ပင်ရှင်အဲ့တော့ဒီစိတ်ရှိတဲ့เนาะဒီနူးနူးညံ့ညံ့စကားပြောတတ်တဲ့ဆရာတူဖြစ်တဲ့ we enjoy a 3 day trip to the mountain ော့တောင်တွေစီကိုသုံးရက်ကြာများခရီးငါတို့က enjoy ဖြစ်တယ်ပေါ့နော်။သွားပြီးတော့ ျော်ရွှင်ခဲ့တဲ့ The State of the Art Computer System Work Perfectly အဲ့တော့ State of the Art ဆိုတာကအစင်းမြင့်ကိုပြောခြင်းဖြစ်တယ်အဲ့တော့အစင်းမြင့်တဲ့ computer system ကဒီ work အလုပ်လုပ်တယ်ဒီ main bar က work perfectly ကဒီအလုပ်လုပ်တယ်ဘယ်လိုလုပ်လဲ perfect ဖြစ်ဖြစ်လုပ်တယ်ဆိုတော့ adverb လာပြီးထူပြထားတာเนาะအဲ့တော့ main bar ဒီဒီဝဲကြမှာ work ဖြစ်တယ် State of the Art ဆိုတာကအစင်းမြင့် computer system ကလုံးဝ perfect เนาะအလုပ်လုပ်တဲ့ပုံစံက perfect ဖြစ်တယ် How is a Masajime the community built a state of the art resort facility in the city? အဲ့ဒီ in the city က adverb phrase of place เนาะအဲ့တော့မြို့မှာဒီအစင်းမြင့်တဲ့ဒီသူတေသနเนาะဒီအဆောက်အအုံတစ်ခုကိုဒီ company ကဒီတည်ဆောက်ခဲ့တယ်ပေါ့เนาะအဲ့ဒါမျိုးပြောချင်းဖြစ်တယ် she wore a brightly colored scarf that caught everyone attention လူတိုင်းရဲ့အာယုံစူးစိုက်မှုကိုဖန်ဆူးနိုင်တဲ့เนาะအယောင်တောင်တောင်ဒီခြုံပေါ်ဝါတထဲကိုသူမကစင်မြန်းထားတယ်ဒီမှာ that cloth ဒီကျွန်တော်တို့အရှိမရှိတဲ့ဒီ scarf ခြုံပေါ်ဝါနောင်းကိုလာပြီးထူးပြူတဲ့အတွက်ကြောင့်ဒါ adjective clock เนาะနောက်တစ်ကြောင်ဆက်ကြည့်မယ် we stay at a five star hotel overlooking the ocean အဲ့တော့သမုဒ္ဒရာကြီးပေါ့เนาะဒါကြီးကို overlooking ဆိုအပေါ်စီးကနေပြီးတော့ကြည့်လို့ရတဲ့ဒီ ကျန်ငါးခွင်းအဆင့်ရှိတဲ့ဟိုတယ်မှာငါတို့နေခဲ့တယ်။ We are he is a well known artist whose works is displayed around the world. အဲ့တော့သူက well known artist ဖြစ်တယ်။လူသိများတဲ့ဒီအမှုပညာနော်ဒီပကြီပပုတွေ artist လို့ခေါ်တယ်။အဲ့တော့ his whose work သူရဲ့လက်ရာကို is displayed but to be နဲ့ battery ဆိုတော့အရှိကအရာကြီး object အဲ့ဒါကြောင့်သူရဲ့လက်ရာကို is displayed ခင်ချင်းပြသတဲ့ around the world ကဘာအနှံ့မှာခင်ချင်းပြသတဲ့ နီလူကြော်ကြားတဲ့ပေါ့နော် artist တူဖြစ်တဲ့ the child was fascinated by the life size dinosaur model နော်ဒီဒီ life size ဆိုတာကဒီအသက်ရှိနေတဲ့အရွယ်အစားအတိုင်းပေါ့နော်ဒီ life size ရှိတဲ့ dinosaur model ကြီးကဒီကလေးတွေကိုဒီ fascinating ဖြစ်စေတယ်ဒီ fascinating ဖြစ်တယ်ဆိုတာက interesting အဲ့တော့ဒီမှာဆိုရင်စကြရ feeling ဖြစ်တဲ့အတွက်ကြောင့် interesting နဲ့သုံးမယ်ဆိုရင်လည်း interested အခုက fascinated လို့သုံးထားတဲ့အတွက်ကြောင့်သူဒီ non grade တွေပဲ edgy တွေ ဖြစ်တယ်အရှိမော်တို့ most တို့ပေါင်းထဲလို့မရဘူး Now the down ji me they took a 10 minutes break before continuing the meeting. Meeting ma set ပြီးတော့မစခင်မှာဘောနော် continuing set ပြီးတော့မလုပ်ခင်မှာဒီ7 minute break ယူတယ်တဲ့နော်ဒီ7 minute လောက်တောင်းနားတယ်ဘောနော် The deeply rooted tradition of the village are still preserved today. အဲ့တော့ deeply rooted ဖြစ်တယ်ဆိုတာကနည်းနည်းဆိုင်ဆိုင်အမြင့်တွယ်နေပြီဖြစ်တဲ့ဒီရွာရဲ့ tradition ထုံနှန်းစင်လာတွေက ဒူလန်စင်လာတွေကို is it preserved today ဒီနေ့ထိန်ထီပေါ်တော့တိုင်အောင် preserve ထိန်သိမ်းဆောက်ရှောက်ထားတယ်မပြတ်မစီထိန်သိမ်းဆောက်ရှောက်ထားခြင်းကို preserve လို့ခေါ်တယ် it was a record breaking performance that amazed the audience ပရိသတ်ကိုဒီအံ့ဩမြင်သက်လောက်အောင်ပေါ်တော့ဒီ record breaking ဖြစ်တဲ့ကြာစံချိန်ချိုးတဲ့เนาะဒီတင်ဆက်ပြသမှုတခုဖြစ်ခဲ့တယ်ဒီ open minded teacher encourage student to express their idea freely ဒီ open minded ဖြစ်တဲ့ဆိုတာက new idea တွေကို accept လက်ခံတတ်တဲ့ဒီဟိုပါเนาะဒီဆရာအဲ့တော့ open minded teacher က encourage တွန်းအားပေးတယ်တိုက်တွန်းတယ်အားပေးတယ် student တွေကို to express ပေါ်ပြဖို့ their idea သူတို့ရဲ့အတွေးအခေါ်ကြံစားတွေကို freely လောလောလတ်လတ်အဲ့တော့ open minded ရှိတယ်လို့ကျွန်တော်တို့ narrow minded လည်းရှိတယ်ပေါ့နော်ကျင်းမြောင်းတော့အဲ့လိုမျိုးအဲ့တော့ we enjoy a home cooked meal after a long day of traveling အကြာကြီးခရီးသွားပြီးတဲ့အခါမှာဒီဒီ home cooked အင်ဂျယ်လက်ရပေါ့နော်အဲ့ဒါလေးကိုငါတို့ enjoy ဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကျမတို့ကာလာရဲ့ပက်တန်ရဲ့ပေါင်းထားတဲ့ compound adjective အဲ့တော့ she wore a blue straight dress to the summer festival summer festival အတွက်ဒီအပြာရောင်ဒီ straight ဖြစ်တဲ့ဆိုတာက အစင်းလေးတွေအကြာလေးတွေပါတာပေါ့နော်စင်ကြာလေးတွေပါတဲ့ဝတ်စုံကိုသူမကဝတ်ထားတယ် the black spotted dot run happily across a field ဒီကွေးမြင့်ကို ဖြတ်ပြီးတော့နော်ဒီအမဲရောင်နော်အဆက်အပြောက်လေးတွေပါတဲ့ခွေးလေးကပျော့ပျော့ရှင်ရှင် ပြေးသွားခဲ့သည် he bought a red check shirt for the weekend trip စနေတနင်္ဂနွေမှာသွားမဲ့ဒီခရီးစဉ်အတွက်အနီရောင်းဒီ၄000ကျပ်ပါတဲ့ရှာအင်ဂျီလေးကိုသူကဝယ်ခဲ့တယ် the green pattern curtain brighten up the room ဒီအခန်းကိုပို့ပြီးတော့ဒီတောက်ပသွားစေတယ်ပေါ့နော်ဒီအစင်းရောင်ရှိတဲ့ pattern ဆိုတာကတော့ဒီပုံဖော်ထားတဲ့ဒီအစင်းတွေအပြောင်းတွေအမွန်းတွေပါတဲ့အရာပေါ့နော်အဲ့တော့အစင်းရောင်ဒီပုံဖော်ထားတဲ့ဒီ curtain အစင်းရောင်လေးနဲ့ပုံဖော်ထားတဲ့ ဲ့အရာအဲ့ဒီ light car က brighten up the room အခန်းကိုပို့ပြီးတော့အယောင်တောက်ပါစေတယ်ပိုလင်းစေတယ် they admire the yellow floral painting on the wall နယံပေါ်မှာရှိတဲ့အဝါရောင်ဒီအပင်နဲ့ဆက်ဆက်တဲ့အပွင့်တို့အခက်တို့နော်ဒီအဲ့လားတွေပါတဲ့ဒီ painting ပကြီကားကို သူတို့က admire ဖြစ်တယ် she chose a white doctor scarf to match her outfit သူမစင်မြန်းထားတဲ့အရာဒီနဲ့ light ဖက်အောင်ဒီအကျူရောင်အခန်းမှာဒီပေါ်တော့ adoptic ဆိုတာအဆက်အပြောက်တွေပါတာပေါ့နော်အဖြူရောင်ကအဖြူရောင်အခါမှာကျွန်တော်တို့ပန်းရောင်အဆက်ပိုင်းလဲပါမယ်အမဲရောင်အဆက်ပိုင်းလဲပါမယ်အဲ့လိုမျိုးဒီခြုံဘဝလေးကိုသူမကရွေးချယ်ခဲ့သည် the brown plaid blanket kept down one pint of fire အဲ့တော့ဒီဝဲကြောင်းမှာဆိုရင်အရှိတစ်ခုလုံးပေါ့နော် the blank plaid blanket blanket ကြတော့ချုပ်သွားဆောင်ပေါ့နော်အညိုရောင်ဒီ plaid blanket အဲ့တော့ plaid ဆိုတာကတော့ဒီတက်ကလက်လိုမျိုးအကွက်အစင်ရှိတဲ့ဒီဟိုဆောင်ချုံချုံဆောင်ပေါ့နော်အဲ့ဒါကသူတို့ကိုနှွေးထွေးစေတယ်တဲ့အဲ့တော့ main bar က cap object က then when the complement နေရာဝင်တော့ adjective behind the fire ကကျွန်တော်တို့ by agent နော်နောက် example တစ်ခုကြည့်မယ် he to ကတော့ wore the uh, he wore green pinstripe the trousers up to the office เนาะရုံးကိုသူကဒီ gray ဆိုတာကမီခိုးရောင်ပေါ့เนาะ pin strike ဆိုတာကဒီအဖြူဆင်းလေးတွေပါတဲ့ trouser ပေါင်းပြီးကိုသူကဝတ်ထားခဲ့ the uh, the pink flowers notebooks look cute and cheerful အဲ့တော့ကပန်းရောင် notebook အဲ့ဒီပန်းရောင် notebook မှာဒီ flower ပန်းခွင့်လေးတွေပါတဲ့အရာကနော်ချစ်စရာကောင်းတယ်ပေါ့နော်ဒီ cheerful ဖြစ်တယ်လို့ထင်ရစေတယ် look ထင်ရသည်ပေါ့နော် we sat on the blue and white striped beach tail off afternoon เนาะတညနေမှာနေ့လက်ခင်းတစ်ခုလုံးပေါ့เนาะ off afternoon ဒီအဖြူစင်းနဲ့အပြာစင်းပါတဲ့ဒီကန်းချင်မှထိုင်တဲ့ပေါ့နော်ဒီကလတ်ထိုင်လိုမျိုးစင်ကြားကလတ်ထိုင်လေးပေါ့မှာထိုင်နေခဲ့သည်ဒါကဒီကာလာရဲ့ပက်တန်ရဲ့နဲ့ပေါင်းထားတဲ့ compound agitate အတွက်ဖြစ်ပါတယ် ဲ့တော့ကျွန်မတို့ဒီနေ့ပြောပြသွားတဲ့ compound adjective ကိုပြန်ပြီးတော့ခြုံမယ်ပေါ့နော် compound adjective ဆိုတာကအ ਨੇ ဆုံးစကားလုံးကနှလုံးပါရမယ်အဲ့ဒီစကားလုံးတွေကို hyphen အသုံးပြုပြီးတော့ကျွန်မတို့ one unit အဖြစ်ရေးတဲ့အနောက်မှာရှိတဲ့ဒီ noun ကိုအထူးပြုတယ်အဲ့ဒီအတွက်ကြောင့် well known ဆိုတဲ့အရာဒီကျွန်မတို့ one unit နော်အစုတစုလို့သတ်မှတ်တဲ့နောက်မှာရှိတဲ့ noun ကိုအထူးပြုတယ်အနောက်မှာ noun ပါလာမယ်ဆိုရင်တော့အဲ့ဒီ adjective တို့ဒီစကားလုံးတွေကြောင့်မှ hyphen ကိုထည့်ပြီးတော့သုံးမယ် အဲ့ဒီစကလုံးတွေကိုပဲအနောက်မှာနောင်းမပါဘူးဆိုရင်ကျွန်တော်တို့ high fan ကို U30 ရောင်မလိုဘူးဒီတတိထားရမှာကဒီအရေးအတွက်ပေါ့နော် number နဲ့အဲကျွန်တော်တို့ဒီနောင်းနဲ့ပေါင်းတာပဲဖြစ်ဖြစ်ဒီအရေးအတွက်နဲ့ measurement အတိုင်းတာနဲ့ပေါင်းတာပဲဖြစ်ဖြစ်ဒုတိယစကလုံးကိုကျွန်တော်တို့ singular တိုင်းမှာထားမယ်တစ်ခု game မှာထားမယ်နော် s မပေါင်းဘူးဒီမှာဆိုရင်လည်း3 day လို့ပြောပေးမယ် day မှာ s မပေါင်းဘူး10 minutes walks မှာလည်း minutes ဒီ7 minutes ပဲဖြစ်ဖြစ်9 minutes င်ပဲဖြစ်ဖြစ် minix မှာ s မပေါင်းဘူးဒါဒီ compound agd ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ hyphen ကိုပဲသုံးမယ် comma သုံးလို့မရဘူးเนาะအဲ့တော့ one unit ဖြစ်တဲ့အတွက်ကြောင့်နှလုံးပဲဖြစ်ဖြစ်သုံးလုံးပဲဖြစ်ဖြစ် hyphen နဲ့ပဲသုံးမယ်အနောင်မှာနောင်ပါရမယ်အနောင်မှာနောင်မပါဘူးဆိုရင်တော့အဲ့ဒီနေရာမှာ hyphen တွေထပ်သုံးစရာမလိုဘူးဒါကတော့ဒီ compound adjective ကိုဒီကျွန်တော်တို့ဒီနေ့သင်ခန်းစာပေါ့နော်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်